ပါမဆာဒီနေ့ ပြပြမယ်အကြောင်းအရာလေးကတော့သင်္ဘောသားတွေအစီအစဉ်တင်ဆက်သူတွေမတ်လမွေးဖွားသူတွေဖိဆာရာဒီဘွားတွေအတွက် lucky pass တုံးလေးကြောင့်ပြပြမယ်နော် aquamarine လို့ခေါ်တဲ့မြပြကိုမတ်လအတွင်းမွေးဖွားသူတွေအတွက်စောင်းထားတဲ့ကြောက်ကလေးလေးဖြစ်ပါတယ် ဒီမြပြကချမ်းသာကြွယ်ဝခြင်းငယ်ရွယ်နှုပြခြင်းကျမ်းမာခြင်းကံကောင်းစေတဲ့အဆောင်ချောက်ဖြစ်လဲမတ်လဘွားရီအားဆောင်းသင့်ပါတယ်။မြပြကြောက်ကလေးကိုဆောင်းထားခြင်းအပြင်မိမိသာမကပဲနဲ့မိမိအနီးနားမှာရှိတဲ့သူများကိုပါအကွာအကာအကွယ်ပေးနိုင်တယ်လို့လည်းအခုထိလည်းယုံကြည်လက်ခံနေကြပါတယ်။ လက်တင်ဘာသာအရဆိုရင်အကွာရေနဲ့မရီနာပင်လယ်ဤဆိုတဲ့စကားလုံးတွေအရဆင်းသက်လာတဲ့အကွာမရင်းမြပြဟာဆဲဆွဲမှတ်ဖွယ်ပင်လယ်ပြာရောင်အဆင်းရှိရဲ့ကြောက်မြတ်တမျိုးလေးဖြစ်ပါတယ်။ရှေးဟောင်းဒန္နာရီရဲ့အဆိုအရဆိုရင်တော့အကွာမရင်းကြောက်ခဲ့ပုံတရံဟာမိမတစ်ပိုင်းငါးတစ်ပိုင်းပုံရှိတယ်လို့လည်းဆိုကြပါတယ်။ ရေသူမာလေးတွေရဲ့ရင်မဖြစ်လာတဲ့ယေရနာအဖြစ်ယုံကြည်မှုများရှိခဲ့ပြီးတော့ပင်လယ်ရေပြင်ကိုငိမ့်သက်စေတဲ့အစွမ်းတတိရှိတယ်လို့ယုံကြည်ကြပြီးပင်လယ်နဲ့အတမိုးဝမ်းကြောင်းပြုကြတဲ့လူများပင်လယ်နဲ့ဆိုင်တဲ့သင်္ဘောသားများပင်လယ်ပြင်ရေချောင်း အနေရမှာကာကွယ်နိုင်ဖို့ဆိုတဲ့ယုံကြည်မှုများနဲ့လေဒီမြပြလေးတွေကိုအဆောင်ဖြစ်ဝစ်စင်လေးရှိကြပါတယ် ဒါအပြင်မြပြကချက်ကရာခုနှစ်မျိုးထဲမှာသရုတ်ချက်ကရာကို ကိုစားပြုတဲ့ယတနာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီချက်ကရာကိုကိုစားပြုတာဖြစ်ခြင်းကြောင့်စကားပြောဆက်သွယ်မှုနဲ့ဆိုင်တဲ့အရာတွေလေချောင်းနဲ့အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပြဿနာတွေကိုဒီမြပြကထိမ့်ချုပ်ပေးနိုင်တဲ့စွမ်းအားလည်းရှိပါတယ်။ဒါကြောင့်မလို့စကားနဲ့အတ္တမွေးညံပြကြရတဲ့လူတွေဖြစ်တဲ့အစီစဉ်တင်ဆက်သူ အခမ်းအနားမှု ဟောပြောသူဆရာဆရာမတွေပွဲစားရှိနေစသည်တို့ကလည်းစကားပြောနေစမှာဖြစ်တတ်တဲ့ကြောင်ရွံ့ထုတ်လန့်မှုတွေမဖြစ်ပေါ်အောင် ဝေဖန်တိုက်ခိုက်ခြင်းတွေကိုမဖြစ်ပေါ်လာအောင်ကာကွယ်ပေးတယ်ဆိုတဲ့အနေနဲ့လေဒီကြောက်ကလေးကို စောင့်ထားသင့်ပါတယ်။ညပြာကရေရဲ့တန့်စင်တဲ့ကြည်လင်မှုနဲ့စိတ်ပန်းပြင်းမှုကိုကိုးစားပြုတယ်။ဒါကြောင့်မလို့ဆင်းမြန်းသူတွေကိုလည်းဟော်မုန်းတွေဟန်ချဲညီစေပြီး အသက်ရွယ်ကြီးတဲ့အခါညာအိပ်ပျော်ရင်ခက်ခဲတဲ့သူတွေကိုနှစ်ချိုက်စွာအိပ်ပျော်စေနိုင်တဲ့စိတ်ပိုင်းဆိုင်ရာငြိမ်သက်အေးချမ်းမှုတွေကိုလည်းပေးစွမ်းပါတယ်။ဒီမြပြလေးကိုစောင့်ထားခြင်းအပြင်အချိန်ကြာမြင့်စွာတရားထိုင်နိုင်မှုကိုလည်းအထောက်ကူဆန်အားတွေပေးပါတယ်။ ဒါအပြင်အကျိုးရလဒ်တွေအများကြီးရှိတယ်ဒီများပြာကို ရာသီဂွင်လေးထဲမှာစကွင်လဲစကော်ပီယိုအော်တိုဘာ23ရက်မှ နိုဝင်ဘာ21ရက်အတွင်းမွေးဖွားသူတွေကလည်းဆောင်ထားနိုင်ပါတယ်။မြပြလေးကို ဆောင်ထားခြင်းအပြင်တန့်စင်ကြည်လင်မှုနဲ့စိတ်ပန်းပြေမှုများကိုရရှိကြပါစေလို့ဘုဟုသုတအနေနဲ့မဆာကတင်ဆက်ပေးလိုက်ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။